ကျမချမိတ်ဆွေတင်းမနေသမီးအားလုံးမင်္ဂလာပါနော်ကျမချမိတ်ဆွေတင်းမနေသမီးတီကိုဒီတပတ်တာကလာမှာတွေ့ကြအောင်မယ်ကျွန်ကျမအစိုးကောင်းနေတဲ့အတူဆောင်းရှောင်းရလေးတီကိုလည်းပြပြပေးသွားမှာပဲဖြစ်ပါတယ် တင်းနဲ့တသမီတွေတွေ့ကြရောက်လာတဲ့ကန်နမစ်ကလေးကတော့ကန်စမာလေးဘင်းဆိုတဲ့ကန်နမစ်ကလေးပဲဖြစ်ပါတယ်။ကန်နမစ်ကလေးကတင်းနဲ့တသမီတွေကဒီကလာလေးတွေမှာမိမိကအပြောင်းလဲလေးတွေပြောင်းရွှေ့လေးတွေဖြစ်တတ်တယ်။တင်းနဲ့တသမီတွေကဒီကလာလေးတွေမှာမိမိကဘလို့ပြောင်းလဲမျိုးလဲဆိုလို့ရှိရင်မိမိကအိုးသစ်အိမ်သစ်ပြောင်းရတာတို့ဒါမှမဟုတ်ရင်မိမိကအိမ်အပြောင်းရွှေ့လေးတွေဖြစ်တာတို့ဒါမျိုးလေးတွေတွေ့ကြရတတ်တယ်။မိမိရဲ့ အလုံးမှာဆိုလို့ရှိရင်လေမိမိရဲ့အလုံးမှာယာရုတိုးတာတို့ယာရုတက်တာတို့အပြောင်းလဲလေးတွေဖြစ်တာတို့ဒါမျိုးလေးတွေဖြစ်တတ်တယ်။ကောင်းကောင်းပြောင်းလဲခြင်းမျိုးလည်းဖြစ်တတ်တယ်။တင်းမင်းသားသမီးတွေကဒီကာလလေးတည်းမှာလက်လက်ပတ်နဲ့ပတ်သက်ရင်ငွေကြေးနဲ့ပတ်သက်ရင်လက်ရွှေနေတတ်တယ်၊ငွေဝင်နေတတ်တယ်။ထိုင်းနိုင်ငံတော်မှာမိမိကငွေဝင်လာမယ်ဆိုတဲ့နမိတ်မျိုးမှာဖြစ်နေတယ်။မိမိကငွေကြေးနဲ့ပတ်သက်ရင်အထူးကန့်ကောက်နေတယ်။တင်းမင်းသားသမီးတွေကငွေဝင်လာတာနဲ့အမျှမိမိကတခုတတိထားမှာတော့ရှိတယ်။အဲ့ဒါဘာလဲဆိုရင်သူများကိစ္စသူများပြဿနာကြားတဲ့ဟူမိမိကဝင်ပြီးတော့ ့ငွေကြေးတွေဝင်ပြီးတော့ဖြည့်ရှင်းရတာတော့မိမိကကြားထဲမှာငွေစိုက်ပြီးဝင်ပြီးတော့ငွေစိုက်ရောရတာတော့ဓာမျိုးလေးနေဖြစ်တတ်တယ်ဒါကိုသတိထားတဲ့နေတသမီတွေကဒီကလာလေးထဲမှာမိမိတို့အိမ်မှာရေပိုက်ပြဿနာနဲ့ပတ်သက်ပြီးတော့မိမိကပြဿနာလေးနေငယ်ဖြစ်တတ်တယ်ရေနဲ့ပတ်သက်ပြီးတော့လည်းစိတ်ညစ်ရတတ်တယ်ဒါကိုလည်းသတိထားတဲ့တင်မီတသမီတွေကဒီကာလလေးထဲမှာမိမိရဲ့ချစ်သူအိမ်နောက်ဘက်နဲ့ပတ်သက်ပြီးတော့အထွေထူစိုးရိမ်စရာမျိုးအထွေထူအထွေထူ ရံမျိုးဒါမျိုးလေးတော့မရှိဘူးဒါပေမဲ့ချစ်သူအိမ်တော်ဘက်ဖျားတာတို့နာတာတို့ကြောင့်မိမိကစိတ်ညစ်ရတာတို့စိတ်ရှုပ်ရတာတို့အနှဲငယ်တော့ရှိတယ်တင်းမြင့်တသမီးတွေကဒီကာလလေးထဲမှာမိမိကမိမိတို့အိမ်မှာကလေးတငယ်ရှိတယ်ဆိုလို့ရှိရင်သူမဟုတ်မိမိမှာကလေးရှိတယ်ဆိုလို့ရှိရင်မိမိရဲ့ကလေး အိမ်ရခလေးတယောက်ယောက်ပေါ့နော်အမြင့်ကနေပြုတ်ကြတာတို့ချေချော်ကြတာတို့ဒီလိုမျိုးလေးနေတွေ့ကြောင်တက်တဲ့အတွက်ကြောင့်ထားသတိထားတဲ့နေတင်းမီတသမီးတွေကဒီကလာလေးတွေမှာမိမိကခီးမထွက်ချင်မဲ့နဲ့အကြောင်းမျိုးမျိုးကြောင့်မိမိကခီးထွက်ရတာတို့နော်အပြင်ခဏခဏထွက်နေရတာတို့ဒါမျိုးလေးနေတွေ့ကြောင်တက်တဲ့ခီးသွားနေရတက်တဲ့တင်းမီတသမီးတွေကဒီကလာလေးတွေမှာမိမိကမိမတယောက်ကြောင့် မိမိကပေါ့နော်အာပူပင်တောက်ကရောက်လာတာတို့စိတ်ညစ်ရတာတို့ပြဿနာလေးဖြေရှင်းရတာတို့ဓာမျိုးလေးနဲ့တွေ့ကြုံရတတ်တယ်ဒါဟုတ်တတိအထူးတတိထားတတ်တယ်တိမ်မင်းသားသမီးတွေကဒီကာလလေးတည်းမှာမိမိရဲ့ကျန်းမာရေးနဲ့ပတ်သက်ရင်အမျက်စိနဲ့ပတ်သက်ပြီးတော့မိမိကမျက်စိဥပပေးတတ်တယ်မျက်စိကြောင့်မိမိကထိခိုက်ရှနာလေးတွေဒါမှမဟုတ်ရင်မိမိကမျက်စိထိခိုက်တာမျိုးလေးတွေဓာမျိုးလေးနဲ့တွေ့ကြုံရတတ်တဲ့အတွက်ကြောင့်တတိထားတတ်တယ်ကျန်တဲ့ထွေထူး ကျမရည်တွေထွေထူးဆွေးနွေးကြမျိုးတွေတော့မရှိဘူးတင်းဦးနဲ့တသမီတွေကဒီကာလလေးထဲမှာမြင့်ဆော်ပြရှင်ကုရောမြကြီးကိုစေဝါတက်စာလှူဒန်းခြင်းဖြင့်မိမိရဲ့ကံအញ្ញန့်ခိုက်တရားပြပြောက်သွားစေမယ်လက်ကီကာလလေးကတော့အစိမ့်ရောင်လေးဖြစ်ပြီးတော့၃ကနန်း၁ကနန်း၇ကနန်းနေရတော့လက်ကီကနန်းလေးတွေပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမနာမည်ကတော့စင်မအင်ကြီးချမ်းမူပါနောက်ပြရိုလေးကျမပြန်ဆုံမယ်နော်ကျမချင်းမိတ်ဆွေတင်း